မင်္ဂလာပါရှင်။မူတာမီဒါ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ရခိုင်လက်ကန်အခွဲအေးရ2023ခုနှစ်နိုဝင်ဘာလအတွင်းမှာနာဇာကတပ်တွေကိုစတင်ထိုးစစ်ဆင်ခဲ့ပြီးနောက်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့တာဟာရပ်ပေါင်း900ကျော်လာပြီဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအေးအေးဟာဗန်းအောင်၊ကြောက်ဖြူစစ်တွေမျိုးတွေကလွှဲပြီးတော့ရခိုင်ပြည်နယ်အတွင်းရှိတခြားမျိုးတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အေအဖွဲ့ကားစားရိယာကြေလို့ရအရက်ဒေတာတွေမှာနေထိုင်နေပေမဲ့၎င်းတို့တပ်ဖွဲ့ဝင်တွေကိုမိုးရေစေးတွေးပြီးအသက်အသေးခံတိုက်ခိုက်ခိုင်းတာတွေရှိခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒုတန်ဖိုင်ထဲမှာတော့ကြောက်တော်မျိုးတိုက်ပွဲအတွင်းရခိုင်လည်းနဲ့ကအဖွဲ့အေအေကဘလိုမျိုးတိုက်ခိုက်ခဲ့ပြီးကန်ထိုးရှင်နဲ့စစ်ဆောင်မှုအကျိုးပန်းခဲ့တဲ့စစ်တီရဲမေတွေကိုဘလိုမျိုးလှုပ်ဆောင်ခဲ့တယ်လဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့တင်ကိုဝင်းရှိသားဖော်ပြထားတယ်။ကြောက်တော်ဖြစ်စဉ်အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးစတော်စကားခါကိုစတင်တိုက်ခိုက်ခံခဲ့ရတဲ့2024ခုနှစ်ဖေဖော်ဝါရီလရက်နေ့ကနေကြောက်တော်မျိုးနဲ့ကြောက်ဖြူရွာနီးမှာကန်တိုးရင်ရင်သုံးစီမီးလောင်နှိမ့်မြုပ်ခံရတဲ့ဖေဖော်ဝါရီလရက်နေ့ဖြစ်စဉ်တည်းအဲ့ဒီရင်ရင်ပေါ်မှာပါဝင်ခဲ့ပြီး ကန်ကောင်ထောင်မှာစာတဝရဲအသက်ရှင်ကြံခဲ့တဲ့လူငယ်လေးကြောင့်ရှင်းနာဝဲကြေကွဲဝဲခါတီရဲ့အမှန်တရားတွေကိုသိခွင့်ကြုံခဲ့ရပါတယ်။အမှန်တရားတွေဟာခါတီလိုလိုလက်မခံခြင်းပဲလက်ခံခဲ့ရတဲ့အပိုင်းတွေရှိတယ်။ကျွန်တော်တို့ကစ်ပါနတီတဒါနာကကဲမှာတာဝန်ကျနေရောဖေဝါရီတရနေ့မှာတဒါကိုဒီကောင်လေးစတိုက်တာအင်အား300လောက်ပါတယ်။ကျွန်တော်တို့လည်းအင်အားမမျှတော့384ဘဟုကင်းကိုပူပေါင်းခဲ့ရတယ်။ကျွန်တော်တို့က9ရောက်ထက်လေနောက်တည့်ရဲ့ဖေဝါရီ2ရက်ကျတော့ အေအေတွေကကစ်စဝနတီတားကိုပေါက်ခွဲလိုက်ပြီးဒီဘက်ကကန်ကိုလှေဝင်နဲ့ကူးလာကြတယ်။ဖေဝါရီ3ရက်နေ့ကစပြီးတက်မကိုစတိုက်ကြတာ။တတောက်ကိုအင်အား60လောက်ကလက်ပစ်ပေါ်၃လုံးစီနဲ့ဓာတ်တောင်းစီကမ်းပြီးကထားတဲ့အုတ်တတိုင်းတွေကိုကြော်တက်ဖို့လှုပ်ကြတယ်။အုံနေရံနေမှာကျွန်တော်တို့ဘက်ကပုံသေးပြေးချောင်းနဲ့ဆင်ထားတယ်။ခြေထွက်မိုင်းနေတဲ့ထောင်ထားတယ်။သူတို့တက်လာတဲ့အချိန်ခြေထွက်မိုင်းတွေခွဲပလိုက်တာအပြုံလိုက်ပဲ။ထိကြတာရန်ကုန်စစ်တွေကားလမ်းမကြီးပေါ်မှာသွေးကြောင်စင်းနေတာမြင်မကောင်း ဒါပေမဲ့တတော့ကုံတိုင်းနောက်တော့ထက်တက်လာတယ်။တချို့ဆိုရင်အုံတွေမှာထိပြီးဒဏ်ရာအကြီးကျယ်ရရအောင်တနက်ကိုမရမကလာဆွဲကြတာ။ကျွန်တော်စိတ်တင်စေးတမျိုးမျိုးတုံးထားကြတယ်လို့ပဲ။ဒဏ်ရာရထားရဲ့ကြားကနေနောက်ထပ်တနင်္လာနေ့လောက်ထိပုံသေးပြစ်ကြောင်တွေကိုပဲတိုးတိုးဝင်လာကြတယ်။အေးအဖွဲတွေကအိမ်အောင်တဲ့ line တွေကိုကြွားဘုံတွေခြားတော့မိကိုကောင်လေးနှစ်ယောက်73နှစ်ဝန်းကျင်ပေါ့။သူတို့မိဘနှစ်ပါးလဲဆုံးပါသွားကြတယ်။အဲ့ဒီညီလေးနှစ်ယောက်ကမိဘတွေသူတို့ရှိမှာ ထိတ်ကြိုက်ခဲ့တာမြင်တော့ကျွန်တော်တို့နဲ့အတူတူလာပြီးတော့ခံပြကြတယ်။ဒါလို့ကိုမရတာမခံစင်စိတ်ပေါ့အကိုရဲ့။နောက်ဆုံးကျသူတို့နှစ်ယောက်လည်းတရားရပြီးဂျန်တူရီတက်လုံးနေချင်းအဖမ်းတော့မခံဘူးကွာဆိုပြီးသူတို့ဘာသာအဆုံးစီရင်လိုက်ကြတယ်။ဒီကောင်ကြီးကျွန်တော်တို့တက်မအုပ်တိုင်းခြံစည်းရုပ်ကိုလူတွေအများကြီးအသေးခံပြီးတိုက်ကြတာသုံးရက်မြောင်းနေတည်းမရဘူး။ဒါနဲ့သူတို့တက်မအဆုံးကထောက်ပို့ပဲကြားလန်ခြံစည်းရုပ်ကိုဖျက်ပြီးတက်ယူနီဖောင်းရီနဲ့အယောင်ဆောင်ဝင်လာခဲ့ကြဖြစ်တယ်။အရှိတ်ဘက်ကမှမဲတန်နေတော့ အနောက်ပိုင်းမှာအားနေခဲ့ရပြအဲ့လိုဝင်လာမှန်းသိရောကျွန်တော်တို့ကိုသွားရှင်းခိုင်းတဲ့အချိန်တက်ချန်နဲ့ဝက်ချန်ကြမှာသမင်းချက်စားနေကြတာတိုက်ယူနေဖောင်းနေတဲ့ကျွန်တော်တို့ကဘဲတက်ကလည်းမေးရတယ်သူတို့စပြစ်ပြီးမယ်ကျွန်တော်တို့ဝိုင်းပြတော့လေးယောက်ကြံခဲ့ပြီးရှိုးရဲဆင်းပြေးကြတယ်ကြပြီးကြံခဲ့တဲ့လူရဲ့အိတ်ကက်ထဲမှာ W1 ဆေးပြား30လောင်းနဲ့ဆေးပြားရွှေရဲ့ခဲဘက်တွေပါလာတယ်ကျွန်တော်ထင်တာတော့အေးအဖွဲရဲ့အတွင်းသတင်းပေးကတက်မမှုနားမကိုရှိနေရတက်မမှုရိတ်တာကောင်းမှရှိရင်အဲ့ညာကို drop ဘုံနေ ်အာဘီဂျီဘီအပြုံလိုက်ကြတယ်။အဲ့ဒါနဲ့ရိတ်တာကုန်းကနေဘီအီအဖွဲ့တွေနေတဲ့တန်ကုန်းဘက်ကိုညာတွင်ချင်းရွှေ့တော်လေ။အဲ့ညာကိုပြစ်ပြန်ရော။အဲ့ဒါနဲ့နောက်ထပ်ဆေးကုန်းအဲ့ဒီကနေတကြားဆက်ကုန်းပြောင်းရပြန်ရော။တက်မမှုလက်မောင်းနဲ့ပေါင်မှာပတ်တီးဆေးထားတယ်။ပတ်တီးပေါ်မှာသွေးရည်မြင်းရတယ်ဗျ။တကြားဆက်ကုန်းကခြုံတားထူတာ။အောက်ကလည်းလှိုင်းကောင်းဖောက်ထားတယ်။အရင်ကကြည်တပေါက်တောင်မရဘူး။တက်မမှုလာနေမှပဲဒရော့ဘုံးနေမှာကလက်နဲ့ကြည့်ပါအစမပြေကြနေရ။စကားတောင်စကန်းဆိုတာ တက်မနဲ့ချောင်းတစ်ဖက်ကမ်းမှထတာလူနေနေပဲကာကင်သဘောထုတ်ထတာအဲ့ညညာကိုအေရီကဝိုင်းထားပြီးလက်နဲ့ချခိုင်းတာရဲဘော်တွေကလက်နဲ့ချလိုက်တော့မှလက်နဲ့တွေသိမ်းနောက်ပြန်ကျိုးတော့ပြီးကမ်းဆက်မှဒိုးတောက်ခိုင်းနောက်စီတွေကိုပြစ်ပြီးမြစ်ထဲကိုကန်ချကြတယ်2024ခုနှစ်ဖေဖော်ဝါရီလ5ရက်နေ့မှာကြောက်တော်စကကကိုထဏာချုပ်ရန်သူလက်အောက်ကျသွားတယ်အဲ့လိုကျသွားတဲ့အခါဒညာရနေတဲ့တပ်မမှုကတကြားဆက်ကုန်းမှာရှိနေပြီးဒညာရရှိထားတဲ့စစ်တီအင်အား200လောက်နဲ့ မိခိုသူရဲမင်းမိသားစုဝင်400ကျော်လောက်ကိုကဲထုတ်ဖို့အတွက်သတင်းပို့ခဲ့တဲ့အခါကန်ထိုးရရင်1013နဲ့1613တို့ဟာဖေဝါရီ10ရက်နေ့မှာရောက်လာခဲ့ကန်ထိုးကြရမဲ့ဘီအီးရေစိတ်ဟာရန်သူလက်ရောက်နေတဲ့အတွက်တမမူကကန်ထိုးရရင်ခေါ်ထားပြီးကြောင်းကန်ထိုးကပ်ဖို့နေရာကိုအေးအေးဖွဲကစုမှုထားတဲ့အတွက်ဘီအီးရေစိတ်ကိုပြန်တိုက်ယူမှပဲကန်ထိုးကပ်နိုင်မှာလို့စစ်တီဗီကိုပြောတယ်ဒါနဲ့ဗျူဟာမူအူစီးတစ်ဖွဲကဘီအီးရေစိတ်ကိုပြန်တိုက်ယူကြတဲ့အခါ တက်မပဲ့အချမ်းချောင်းကန်းဆက်တဝက်ထေကျွန်တော်တို့ပြန်ရလိုက်တယ်။အဲ့လိုတိုင်းနေတုံးမှာပဲတရားရစစ်တီတွေနဲ့ရဲမေတွေကိုရေစိမ်းတဲ့အနည်းဆုံးနေရာထိခေါ်ဆောင်ထားရတယ်။အထက်ကကျောင်းနေရာမှာကင်းတွေလည်းချတာပေါ့အကိုရဲ့။ကန်းထိုးကတ်တဲ့အချိန်တစ်ဖက်ကပြစ်လို့ကပြစ်ကြရင်လည်းထပ်ပြီးကြဆုံးရရပြီလည်းရှိရဲ့။ကျွန်တော်တို့ကပြစ်ကောင်းလို့ကန်းထိုးပြန်ထွက်တာမတိပဲကြံကြတော့မလို့တက်မမှုကကျွန်တော်တို့၃ယောက်တစ်ဖွဲ့ကိုတကြဆက်ကုန်မှာနောက်ဆုံးခန်းစစ်ဖြစ်တောင်းပေးခဲ့တာ။ ် MA 3ကနှစ်လက်ဖစ်စတိုကတစ်လက်ရွှေထွက်မိုင်း3လုံးလက်ပြပုံတွေပေးခဲ့တယ်။ကျွန်တော်တို့ကရန်တူလာမဲ့လမ်းကိုမျှော်ပြီးဆောင်းလာတော့ကန်ထိုးလာမဲ့လမ်းကိုမမြင်ရအတန်လေးမကြားရဘူးဗျ။ခဏကြာတော့ AA အဖွဲ့တွေအော်ဟစ်ဆဲဆိုနေတဲ့အတန်တွေကြားမှာအတူတူစောင့်နေတဲ့နှစ်ယောက်ကိုကန်ထိုးကပ်ပြီးလာကြီးဖို့လှုပ်လိုက်တယ်။အဲဒီအချိန်မှာပဲကျွန်တော်တို့စောင့်နေရတဲ့တကြားဆက်ကုန်းကို AAB အပြုံလိုက်တက်လာကြတာ။ကျွန်တော်လည်းရှိရဲ့ရှေးထွက်မိုင်း3လုံးကိုခွဲပြီးလက်ပြပုံ3လုံးထဲကနှလုံးကိုထုတ်ပြီး သူတို့ကစင်ကလေးရဖြစ်တဲ့အချိန်လေးကမ်းဘက်ကိုပြေးရတာကျွန်တော်ကန်ကောင်းလာကအဲ့အချိန်ကန်ထိုးကကန်ဟခွနေပြီကျွန်တော်လည်းရေထဲကိုခုံချကန်ထိုးရရင်ကိုရေကိုပြီးဘွားကွင်းတွေကတစင်ကန်ထိုးရရင်ပေါ်ထောက်သွားတယ်ကျွန်တော်တက်လို့ရလိုက်တဲ့ကန်ထိုးရရင်က အသေးပြကြည့်လိုက်တော့မှကက်လျက်မှာကန်ထိုးရရင်အကြီးတစ်စီးပါတွေ့လိုက်ရတယ်အဲ့အချိန်ကဖေဖော်ဝါရီ၈ရက်နေ့နေ့လယ်၁၀နာရီခွဲလောက်ပေါ့ဗျာကျွန်တော်တို့စားထွက်ခဲ့ကြတာကျွန်တော်တို့ကြောက်တော်ကစားထွက်လာပြီးမြို့ထွက်က ကစ်ပါနတီတရားကိုဖျက်တဲ့အချိန်မှာတရားဘော်ကနေကန်ထိုးရင်စီကိုလက်ပစ်ပုံတွေပြစ်ချကြတယ်။ကန်ထိုးရင်ဘော်ကိုမကြပဲရေးရဲကြပဲလက်ပစ်ပုံကွဲတန်တွေကြရတယ်။တောက်တော်ကနေထွက်ပြီးအပေါဝကျေးရွာထေကလတန်မြစ်ကြောင်တစ်လျှောက်မှာကမ်းမေးကရွာတွေကနေလက်နဲ့ကျေးတဲ့နဲ့ငယ်ပြီးနဲ့တောက်လျှောက်ပြစ်ခဲကြတယ်။ကန်ထိုးဘော်ကို drop ပုံတွေနဲ့ချရတယ်ဗျာ။အဲ့လိုပြတော့ကန်ထိုးရင်တစ်ခွန်တစ်တုံးကနေဘူးကန်ရွာနားမှာဆက်ပြက်ပြီးရှေရီဝင်းမြုပ်လာရောအဲ့ဒါနဲ့အဲ့ဒီကန်ထိုးဘော်ပါလာတဲ့ စစ်တီရဲမင်းမိသားစုဝင်တွေကိုဟိုဘက်ကကန်ထိုးရှင်တစ်ချောက်တသုံးဘော်ကိုပြစ်ခတ်တဲ့ကြားကပြောင်းပေးရတာပေါ့ဗျာအဲ့လိုလူပေပြောင်းတင်ပြီးဆက်ထွက်လာကြတဲ့အခါအေအေကလည်းကန်နာဘေးကနေတရားခွင့်မမရှော့တိုက်တုံးနေဒရဘုံတိပေနဲ့တရဆက်ပြစ်တာဒီဘက်ကလည်းရှိရဲ့လက်နဲ့နဲ့ပြန်ပြကြပေါ့အဲ့လိုနဲ့ထွက်လာလိုက်တာသိမ့်မကြဘူးမေဘူးကန်ရွာအလွန်လေးပဲရှိသေးရဲ့ကန်ထိုးဟာအေးအေးထောင်ထားတဲ့အတားစီကြားပိုင်းနဲ့ပန်ကာနဲ့ညှိပြီးရေလေကောင်ကြီးမှာဆက်ရက်သွားလျော် ကန်ထိုရတာနဲ့ကန်ဘေးကရွာကနေလက်နဲ့ကြီးဝင်တောက်လျှောက်ပြစ်ဒရော်ရီတောက်လျှောက်ထောက်တာပဲခဏကြာတော့ဒရော်ဘုံတန်ကြောင့်ရေလေကောင်းကကန်ထိုရင်ကိုမီးစလောင်ရောဒါနဲ့ပြင့်နေခတ်တရကြရပဲမိဝငိမ့်ကြရတယ်ရေတက်ကအဖွဲတွေကအလေးပင်တွေစွန့်ပစ်ဖို့ပြောလာတော့ရဲမေရီရဲ့ပစ္စည်းတွေရောလက်နဲ့ကြီးတချို့ကိုရောစွန့်ကြရတယ်တမမှုကလည်းနောက်ထပ်ကန်ထိုအစီတစည်းကြနေပြီးအာတင်းထားကြဆိုတာနဲ့စစ်တီဝေတဲ့အာရှိပြီးလက်နဲ့ငယ်ဝင်နဲ့ပြစ်ခတ်တဲ့ဘက်ကိုပြင်ပြကြတယ် ီလိုနဲ့အဲ့ဒီပိုက်ညိနေတဲ့နေရာမှာနှစ်နိုင်လောက်ကြာပြီးတဲ့အချိန်မှာနောက်ထပ်ကန်းထိုးရင်တစ်စီထက်ရောက်လာလို့အဲ့ဒီဘော်ကိုလူတွေထက်ရွှေ့ကြပြန်တယ်။ကြားပိုက်နေနေတဲ့ကန်းထိုးရင်ကစက္ကန့်တွေမီးလောင်နေပြီးအကုန်မြုပ်တော့မမြုပ်သွားဘူး။နောက်ထပ်ရောက်လာတဲ့ကန်းထိုးအကြီးနဲ့ဆက်ထွက်လာတဲ့အခါအေအေကအတားဆီးလုထားရဲ့ရေလေကကြားပိုက်တွေကိုမညိအောင်ရှောင်တရင်သွားကြရတယ်။အဲ့ဒါနဲ့နောက်ထပ်တနားလောက်ပဲထွက်ရသေးတယ်။ကြားပိုက်တွေရှောင်ရင်ကန်းထိုးကတောင့်တင်သွားတယ်ဗျာ။အဲ့ဒီအချိန်ညနေဆောင်းတော့မယ်။ကန်းထိုးတောင့်တင်နေတဲ့နေရာကို လောင်းလေတရာကျော်လောင်းနဲ့အေအေအဖွဲ့တွေရောက်လာပြီးကန်ထိုးကိုဝိုင်းထားတယ်။လူတွေကကြိုးစိတ်တွေနဲ့ဖြစ်ပြီးကန်ထိုးဘော်ကိုတက်ဖို့ကြိုးစားကြလို့ကျွန်တော်တို့ပြစ်ကြတာ။သူတို့အတော်များများထိပ်ပြီးတော့လောင်းလေပြီးပြန်ထွက်သွားကြတယ်။ခဏနေရောကန်ထိုးကိုမီးကြီးတွေနဲ့ပြစ်ပြီးနည်းနည်းငယ်လက်နဲ့ကြီးတွေပြစ်တယ်။ဒရဘုံချတယ်။ထိုးစက်လာကတစ္ဆပေါက်ကောင်ကကန်ထိုးဘော်ဒီပါလာတာပဲအကုန်။ကန်ထိုးရင်ပေါ်မှာရေတက်ဖွဲကလွဲပြီးစံသူအားလုံးယူနီဖောင်းမွှတ်ထားကြအောင်။အဲ့ဒါကိုတက်မှမူကန်ထိုးဥပိုင်းမှာဆို။ ဘုံတိကဦးပိုင်းကိုကြတယ်။နောက်ပိုင်းသွားရင်နောက်ပိုင်းကိုကြတယ်။တမမူကလည်းတောင်းလျှောက်စော်ခဲ့တယ်။ရဲဘော်တွေကိုလည်းအားပေးတယ်။တပည့်တို့တောင်းထားကံတို့ထက်လာလိမ့်အောင်ပဲပြောတယ်။အဖြစ်ပြက်ကပြင်မပြောချင်လောက်အောင်စိုးတယ်အကိုတမမူနဲ့တရင်မှုတွေကံတို့ရင်အရှိပိုင်းကဘော်ကြရဲ့တောင်းခြင်းလေးမှာစုပြီးတိုင်ပင်နေကြတဲ့အချိန်လက်နဲ့တီတလုံးကအဲ့ထဲကိုတတဲကျသွားတယ်။ကျွန်တော်ခုနကပြောသလိုတက်မှမှုနဲ့တရင်မှုတူးဝိုင်စီပြီးကန်ထူကော်ချတဲ့တောင်းလေးမှာစုပြီးတိုင်ပင် စစ်တွေနဲ့ဆက်သက်မှုလုပ်နေကြတော့ဘုံဒီတလုံးကအဲ့ဒီထဲကိုတက်တဲကြတယ်ကျွန်တော်မြင်လိုက်တော့အသိရတော့အဲ့ဒီညမှာအလုံးကြဆုံသွားကြတယ်အေးအဖွဲတွေက ရေချောင်းတိုက်ပွဲမှာတက်မမှုကို အရှင်ဖမ်းမိကြောင်ထုတ်ပြန်ထားရှိရဲ့အဲ့ဒီညတဝိုင်းသွေးချောင်းစီပြီးသွေးတွေပန်းထွက်နေရကျွန်တော်အထင်အရာရှိဆိုလို့ကန်ထိုးနောက်ပိုင်းမှာတောင်းဝန်ပေးထားတဲ့နှစ်ပွင့်နဲ့ဘူကြီးတောက်ပဲကျန်တယ်အဲ့ဒီဘူကြီးကခြေထောက်ပြက်နေဟာပြောပြတော့တာခဏတစ်ဖြုတ်လေးပါအကုန်အဲ့ဒီမှာငရေပွက်တယ်လို့ပါပဲ ကန်ထိုးရင်စထွက်ပြီးအပေါက်ဝရွာမရောက်ခင်တည်းကကြော်ပုံးနဲ့လက်နဲ့ကြီးလက်နဲ့ငယ်တွေတောက်လျှောက်ပစ်ခင်ရတာကန်ထိုးရင်တွေနဲ့ဆက်ပြက်ပြီးရေဝင်မြုပ်တာကတစည်းမိလောင်ပြီးဆွန့်ခဲ့ရတာကတစည်းနဲ့အခုဆိုပြစ်နေခဏရဲ့ကြားကနေပြောင်းလာတာကန်ထိုးသုံးစည်းမြောက်ဖြစ်လာပြီးရန်ကိုနဲ့ပြီးမှော်ထုတ်ပြီးရေလက်အယံငတ်တာကြော်ပုံးတစ်ခါချတိုင်းမှာစစ်တီရဲမီရော မိကိုကလေးမီရော၁၆၅ရောက်လောက်တိတ်တဲ့အကိုကန်ထိုးပေါ်မှာစစ်တီရဲမီတွေခေါင်းမရှိတော့ဘူးခါကနေပြက်သွားတဲ့လူ အလောင်းတွေမသိမရှင်းကုန်းထားတယ်အများကြီးပဲကျွန်တော်တို့လည်းတက်မှမမှားခဲ့တဲ့အတိုင်းနောက်နှစ်နာရီသုံးနာရီလောက်ထိတောင်းခံထားကြတယ်။ရန်ကုန်တွေကြောင်ရေစာလုံးတို့ကြေကအုတ်ထုံနယ်နဲ့နဲ့ကြီးမကြခဲ့သေးမှခတ်တော့ကြတယ်။အဲ့လိုနဲ့စောင့်ကြရင်နည်းနည်းချရဲဆိုပြီးတပွဲကအလံဖြူထောင်းနေကိုပြောပြတဲ့အထက်မှာဘဲခွဲဆိုပါပါတယ်။အေးအေးအဖွဲတွေကလေပေါ်ကနေနည်းနည်းချရဲသူတွေလာခဲ့ကြဖို့လှမ်းအော်ခေါ်လို့ရေကူးပြီးသွားကြတယ်။လေနာရောက်တော့ခေါင်းပေါ်လာတဲ့အချိန်ဝင်းရင်တုံးနေရိုက်တာ တချို့ကကြတော့လှေပေါ်ဆွဲတက်ပြီးမှဓားပြင်ထိုးတာဗျာအဲ့ဒီမျိုးလောက်တာတွေ့တော့ကန်တို့ရင်ပေါ်မှာကြံသူတွေကလက်လက်ချမဲ့ကြမပြောကြတော့ဘူးအဲ့လိုနဲ့နောက်ထပ်အချိန်ခဏကြတော့ကန်တို့နောက်ပိုင်းကရဲဘော်တယောက်ကစာလိုက်အဖြူကိုဝက်လုံးမှာချပြီးအလံဖြူထောင်ပြလို့နှစ်ပွင့်နေခြေထောက်ပြက်နေဘော်ကြီးကပစ္စတိုကိုကြည့်ထိုးပြီးအလံဖြူထောင်တဲ့ကောင်ငါကိုယ်တိုင်တက်မယ်အဲ့ဒီစာလာအိတ်ငါစီယူလာဆိုပြီးစာလာအိတ်အစကိုမိရွှေပြက်လိုက်တယ်အေးကကန်တို့နောက်ပိုင်းကို ။နက်နဲ့ကြီးဝင်နဲ့တောက်လျှောက်ပစ်တဲ့အခါကန်ထုံးနောက်ပိုင်းကိုငါးလုံးကျပြီးနောက်ပိုင်းပြက်စီးသွားတယ်။အနောက်ပိုင်းကနေစပြီးတဖြည်းဖြည်းရေမြုပ်လာလို့စစ်တီရေမြူတွေကန်ထိုးဦးပိုင်းကိုပြေးကြပြန်တယ်။နောက်တော့တဖြည်းဖြည်းထက်မြုပ်လာလို့ရေထဲကိုခုံထားကြတယ်။အကိုမြင်ကြည့်စမ်းပါဒီထဲခုံချတဲ့စစ်တီရဲမိမိသားစုဝင်တွေကိုရွာတိကီကြောက်ဖြူလက်မှုတပင်ရွာတွေကလှေဝင်နဲ့ရေထဲမှာတွေးသည်မလူမှန်သည်မလိုက်ခုတ်ကြဗျာအချို့ရဲမိတွေဆို ကန်းဆက်ထီရောက်ကြတယ်။ตาလီစွတ်ပါဆိုပြီးကန်းပေါ်ရင်တက်ကြတယ်။အဲ့ဒီမှာတယောက်ကအရှင်မထားနဲ့ဆိုပြီးဝိုင်းអော်ကြတယ်။ဒုတ်တွေနဲ့ရိုက်လက်နဲ့ငယ်ပြစ်တံတွေနဲ့ကြားရတယ်။တင်မောဘော်ကနေရေထဲခုန်ချသွားတဲ့လူတွေအလုံးကိုလေဝင်ဆက်လေဝင်နဲ့လိုက်ပြီးတော့ဓားဝင်နဲ့ခုတ်တာ။ကျွန်တော်ကတော့ရေထဲခုန်မစင်ပဲကန်းထိုးဥပိုင်းထိတ်ထိရနိုင်တဲ့လောက်တက်ပြီးအမောင်တို့ကိုစောင့်နေရဲ့။တင်မောဆုံဆုံမြုပ်ခံနေမှရေထဲကိုခုန်ချခဲ့တယ်။ကျွန်တော်လည်းတော်တော်လေးမောင်လာပြီး ကန်ထိုတင်မောဥပိုင်းတီမြုပ်တော့မဲ့အချင်းကြောင့်မှရေထဲကိုခုန်ဆင်းခဲ့တယ်။ကျွန်တော်နောက်ဆုံးတွေပြောရမယ်။အဲ့ချိန်ကန်ထိုရင်ပေါ်မှာ အသက်ရှင်ကျင်းရဲသူမတွေ့မိတော့ဘူး။ကျွန်တော်ရေထဲရောက်ရောက်ချင်းပဲလောင်းလေတစီကကျွန်တော်နာရောက်လာပြီ။လေပေါ်ကနေဝမ်းပိုက်ကိုဓာတ်နဲ့ခုတ်တယ်။ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့ရေအောက်ကိုချက်ချင်းကုပ်ပြီးပြေးရတယ်။ဓာတ်နဲ့ခုတ်တာဝမ်းပိုက်ကိုမထိပဲ။ပေါင်နဲ့လက်နဲ့ကိုခုတ်မိပြီးတရားရခဲ့တယ်။အဲ့ဒါနဲ့ရေထဲမှာငုတ်ပြီးအသက်အောင်ပြီးနေလိုက်တယ်။ ခဏတာတော့မှရေပေါ်ပြန်တတ်တော့အဲ့ဒီလောင်းမီမရှိတော့ဘူးကျွန်တော်တေးပြီးထင်ပြီးတော့ပြန်လှည့်သွားတယ်ထင်တယ်သူတို့ဆက်မဆောင်တာကပဲကျွန်တော်ကံကောင်းမှုဖြစ်လာတဲ့အထင်နဲ့အကုန်နှမော့ဆိုကုလို့အဖြစ်ဆိုကြည့်ကိုမျက်မြင်ကိုတွေ့ပြန်ပြောပြနိုင်မယ်လို့တောင်းမှရှိုံမှမထင်ဘူးကျွန်တော်ရေပေါ်ကိုပြန်တက်လာတဲ့အထိတခြားလေဘေးကနေရေထဲခုံချသူတွေကိုလိုက်ခုံနေအောင်ပဲအော်ဟေးစူညံနေကြတာကျွန်တော်လည်းဓာတ်နဲ့ကုတ်ကန်ရတယ်လက်နဲ့ပေါင်နေရကသွေးတွေအရန်ထွက်နေရတဲ့ရေစီတိုင်မျောလိုက်ပြီး ကန်းဆန္ဒကခြုံပုတ်ကြီးပေါ်မှာပုံနေခဲ့တယ်။အဲ့လိုပုံနေရုံမှာပဲရွာသားတွေကဒီတဲကိုတံမီးနဲ့ထိုးပြီးဗမာစစ်ခွေးထွက်လာခဲ့။တွေ့ရင်တက်မယ်လို့အော်ဟစ်ကျင်းဝါနေရကိုကြားနေရတယ်။အဲ့လိုနဲ့ည7:00နာရီလောက်မှာအေးအဖွဲကလေအကြီးကြီးတစီထရောက်လာပြီးရေချောင်းတဝိုက်ကို မီးဝင်နဲ့ထိုးပြီးအကြကြီးလှက်ပတ်ကြည့်ကြတယ်။ခေါင်းဆောင်လို့ထင်ရတဲ့လူကစစ်ခွေးတွေအကုန်သေးတော့ပြီးပြန်ကြမယ်ဆိုပြီးပြန်လှည့်သွားတယ်။သူတို့လှေရက်တဲ့နေရာကကျွန်တော်နဲ့အတော်လေးနီးရဲ့။သူတို့လေထွက်သွားပြီးမှကျွန်တော်ပုံနေတဲ့နေရာကို လက်ပတ်လိုက်သေးတော့ကန်းဆက်ကအင်ကြီးတလုံးရဲ့အင်သာဘေးကခြုံပုတ်ကြီးမြန်သိတယ်။ကျွန်တော်ပုံးရီရဲ့ခြုံပုတ်နာမှာလေတစည်းတွေ့လိုက်တယ်။လေကိုတန်ကျိုးနဲ့ခြီထားတာ။ကျွန်တော်လည်းခြီထားတဲ့အတိုင်းကိုဆွဲနှုတ်ပြီးလေကိုအကာအကွယ်ယူရေစီတိုင်မျောပြီးကူးလာခဲ့တယ်။ကျွန်တော်ကူးလာတဲ့တစ်လျှောက်လုံးရေထဲမှာလှေပွေရှိရယ်။ကန်နာဘက်ကရွာတွေမှာလည်းမီးရောင်တွေတွေ့တယ်။သူတို့ကထက်လာမယ်ကန်ထုတ်ကိုစောင့်ကြတာ။အဲ့လိုကူးနေအောင်အေးအေးလေးကသူတို့လာနေပြီးမြေတွေပိတ်ကြဆိုပြီးအချင်းချင်းအော်ပြောတန်ကြရတယ်။ ိုင်းမှာမိမိအကောင်ပိတ်သွားတော့ရေပြင်ကမှောင်မဲပြီးတော့ဘာမှမမြင်ရတဲ့အချိန်မှာလေပေါ်ကိုတက်ပြီးလေလော်ပြီးထွက်ပြေးခဲ့တယ်။လေလော်ရင်ခဏကြာတော့ထက်လာနေတဲ့ကန်တိုရင်ကိုမြင်ရတဲ့အခါကျွန်တော်အယံအားရှိသွားတယ်။ကန်တိုရင်ကပထမတော့ကျွန်တော်ကိုလက်နဲ့ငင်နေပြစ်သေးတယ်။ကျွန်တော်ကလည်းနာမည်ဘသူပါဘက်တက်ကပါလို့ကုန်းအောင်ရတာအကိုအေကဘလောက်မိုက်ကန်တယ်လဲဆိုကန်နာကလည်းဗမာလီတန်နဲ့ငါတို့ကစကခကိုးကပါငါတို့ကိုလည်းခေါအောင်လို့ဝိုင်းအောင်ကြတယ်။ကျွန်တော်ကိုကန်ထိုးပေါ်တကယ်ပြီး ပထမကြိုးတော်ပြီးစစ်ဆေးကြတယ်။ကျွန်တော်နာမည်ကိုပိုင်အမှတ်အဆင့်လမ်းတစ်လျှောက်လုံးကျုံရတာတွေကိုပြောပြမှာကြိုးဖြစ်ပြီးတယ်။ဒဏ်ရာတွေကိုစိတ်ထက်အဝိဇ္ဇာတွေပေးပြီးစောင့်ရှောက်ခဲ့တယ်။နောက်ဆုံးတော့ကန်ထုတ်ရည်နဲ့စစ်တွေအထိပြန်လိုက်ပို့ပြီးရန်ကုန်ကကျွန်တော်မိခင်တပ်ကိုပြန်သတင်းပို့နိုင်ခဲ့တယ်။၂၀၂၄ခုနှစ်ဖေဖော်ဝါရီ၈ရက်မှာကြောက်တော်မြို့ကြောက်ဖြူကျေးပါနေကလတန်မြစ်တွင်ဖြစ်ပေါ်ခဲ့တယ်။အခုလိုဆိုသွားပြီးရက်စက်လာတဲ့ဖြစ်စဉ်ကိုပြောက်ွယ်မသွားရအောင်ဖြစ်စဉ်အမှန်ကို အတိတ်တရားဟိုဒီအလင်္ကာတွေမပါပဲလူရင်းတူရှင်ဖော်ပြအပ်ပါရဲ့ရှင်